ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါ်လာမှာတမိနှစ်ယောက်ရှိပါတယ်တမိနှစ်ယောက်ဖြစ်တဲ့နီလာနဲ့ဘီရာကလည်းမင်္ဂလာဆောင်မဲ့အရွယ်တွေရောက်နေပါပြီဒေါ်လာယောက်ျားကတမိတွေငငယ်ငယ်ကလေးကတည်ဆုံးသွားခဲ့ပါတယ်ဒီနေ့အိမ်မှာတိတ်ဆိတ်နေပါပဲ သမီးနှစ်ယောက်ပဲရောက်သွားပြီလေအမေပြန်လာပြီလားအမေခြေတော့လက်စေးလိုက်လေအမေအတွက်ထမင်ခူထားပေးမယ်အမေဒီနေ့အစိုးရင်းပြန်လာတာလားဟုတ်တယ်သမီးဒီနေ့ကအလုပ်နေတယ်လေအမေကိုသူများအိမ်မှာအလုပ်လုပ်တာမကြည့်ရပါဘူးအခုဆိုရင်သမီးတို့ကလည်းအရွယ်ရောက်လာပြီလေသမီးတို့ကလည်းကူညီခွင့်ပေးလေအမေရဲ့ဟုတ်တယ်အမေညီမလေးပြောတာမှန်တယ်သမီးနှစ်ယောက်ကအမေအပေါ်နားနေတာကိုကြည့်ပြီးဒေါလာကလည်းပြောခဲ့ပါလေငါသမီးတွေအရွယ်ရောက်လာတာငါသိတယ်ငါလိုပဲ သူများအိမ်မှာအဝိရှော်တာပကံစည်းတာမလုပ်ချင်ပါဘူး။နင်တို့ကယောက်ျားကောင်းတွေရပြီ။နင်တို့အိမ်မှာပြပြောနေတာပဲမြင်ချက်နဲ့။အမေကလည်းအားနဲ့မင်္ဂလာဆောင်ပဲပြောနေတာ။သမီးတို့မရှိရင်အမေကိုဘယ်သူကကြည့်မှာလဲလို့။သမီးရဲ့ငေါ့ကြည့်ဖို့ဖျားရှိတယ်။အရာအားလုံးအဆင်ပြေသွားလိမ့်မယ်သမီး။အဲ့ဒီချိန်မှာပဲဒေါလာယောက်ျားရဲ့တငယ်ချင်းတယောက်ရောက်လာခဲ့ပါတယ်။ဒေါလာယောက်ျားကတတိတယောက်အိမ်မှာအလွတ်လုပ်ပါတယ်။အမကြီးမင်္ဂလာပါ။အမရော နေကောင်းရဲ့လား။သမီးတို့ရောနေကောင်းလား။ ကောင်းပါရဲ့အကူရောကောင်းတယ်မလားကောင်းပါရဲ့ဟိုနေ့ကကောင်းသေးတယ်ဟင်ကလာကြည့်တာသူတို့ကဘေးတော့သဘောကျတယ်သူ့ကိုပဲယူခြင်းနဲ့ပြောတယ်သူတို့ကအရင်ချမ်းသာတယ်လေငါတို့ကဆင်းရဲတယ်သူတို့တောင်းတာတွေမပေးနိုင်ရောပြောစရာတရင်ကတော့သူတို့ကဘာမှမတောင်းဘူးဘာမှလည်းမလိုချင်ဘူးတဲ့တမီးကိုအဝယ်စားတစုံနဲ့ပဲလားလို့ပြောတယ်ကောင်းတာပေါ့ရှင်ဒါပေမဲ့ငါတမီးနှစ်ယောက်လုံးတခါတည်းမင်္ဂလာဆောင်ပေးချင်တာဒီလိုနဲ့ပဲနေ့ရက်တွေ့ကြလာတဲ့အခါမှာတော့ နီလာအတွက်လည်းကောင်းလေးရှာပြီးနီလာကိုလည်းကောင်းလေးအင်ကသဘောကျသွားခဲ့ပါတယ်။နင်တို့မှအဖေမရှိဘူး။နင်တို့ယောက်ျားရဲ့အိမ်မှာအမေးပျော်ပါစေလို့ပဲဆုတောင်းတယ်။အမေကိုထားပြီးမသွားချင်ပါဘူး။ဟုတ်တယ်အမေ။သမီးလည်းအမေကိုထားပြီးဘယ်ကိုမှမသွားဘူး။သမီးရဲ့နင်တို့တွေကတစ်ချိန်မဟုတ်တစ်ချိန်တော့ယောက်ျားယူရမှာပဲလေ။အိမ်မှာနေလို့မရဘူးလေ။ဒေါနာကလည်းသမီးနှစ်ယောက်လုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့မင်္ဂလာဆောင်ပေးလိုက်ပါတော့တယ်။ဘေးဒါယောက်ျားအင်ကရမ်းချမ်းသာပြီး နီလာယောက်ျားအိမ်ကတော့စင်ရပါလေငါသမီးတွေမရှိတရားငါအိမ်ကပြင်းချောက်နေရပဲပျော်စရာကိုမကောင်းတော့ဘူးဒီလိုနဲ့ဒေါ်လာကမနဲ့အလုတ်သွားလိုက်ညနေကျရင် ပြန်လာလိုက်နေပဲအချင်းကုံဆုံးနေခဲ့ပါလေဒီလိုပဲနေရတွေ့ကြာလာတဲ့နောက်မှာမိုးရင်းရောက်လာခဲ့ပါတယ်မိုးရီကလည်းရမ်းရွာပြီးလျက်စည်းတွေလက်နေပါတယ်ဒေါ်လာရဲ့တော်ပါသေးတယ်နင့်ကိုအိမ်မှာတွေ့လို့ကိုနှစ်ရလာကြည့်တာနင်မရှိဘူးလေ အိမ်မှာဘလို့နေလို့ရမလဲအလုတ်သွားလောက်ရတယ်လေအလုတ်မလုတ်ရင်ဘာနဲ့သွားစားမလဲတော်လာရဲ့နေအိမ်ကလည်းမိုးရိအရန်ယိုနေပြီနေအိမ်ကိုပြတ်မပြင်ဘူးလားပတ်စံမှမရှိသေးတာပတ်စံစုနေတယ်ပတ်စံရရင်တော့ပြင်မမယ်ဒေါ်လာရဲ့အမိုးကနေမိုးရိကနေရာတိုင်းယူနေပါတယ်မိုးရိဟာဒရက်ဆန်တည့်ရတည့်ရများလာတာကြောင့်တရကြတော့မနေ့ရောက်တဲ့အခါမှာဒေါလာအိမ်အမိုးကတဝက်ပြူသွားပါတော့တယ်။ဒေါလာရေနင်ဘာမှမဖြစ်ဘူးလား။ ဖျားခဲလိုက်လို့ဘာမှမဖြစ်တာလေအခုနောက်ပဲထမင်းသွားချက်မလို့ပဲအမိုးကအရင်ပြိုကျသွားတာအဲ့ဒါကြောင့်ငါပြောတာပေါ့နေ့အိမ်အမိုးကိုပြင်လိုက်ဟုတ်တယ်အခုကျတော့အိမ်အမိုးရောအိမ်ကိုရောပြင်မရတော့မယ်ဘာမှမတက်နိုင်တော့ဘူးငါပြောမယ်နေအိမ်ပြင်တဲ့ချိန်နေသမီးတွေအိမ်မှာသွားလဲပါလားအိမ်မနေရင်နေ့အိမ်လည်းပြင်လို့ပြီးသွားရင်ပြန်လာပေါ့။အေးဟုတ်သားပဲ။နေပြောတာမှန်တယ်။သမီးတွေနဲ့မတွေ့ရတာလည်းကြာပြီ။သမီးအိမ်တွေမှာပဲသွားနေလိုက်မယ်။ ေါ်လာကလည်းအိမ်ပြင်ဖို့ရွာကကောင်းလေးနှစ်ယောက်ကိုပြောပြီးယထာနယ်သမီးရင်ကိုသွားခဲ့ပါရယ်ပထမဆုံးဘေးဒိုင်ကိုသွားခဲ့ပါရယ်အိမ်ထဲကိုဘာလို့ဝင်နေရလဲအခုပဲအိမ်တန့်ရှင်လောက်ခိုင်းထားတာဖနက်အပေတွေနဲ့တက်လာပြီးတော့ဘသူနဲ့မှမသိပဲအိမ်ထဲကိုလာစရာလားသမီးပေတာငါနဲ့အမေတော်လာလေအမေလားအမေကလည်းကြမ်းတိုက်ထားတော့မှဖနက်ပေနဲ့လာရလားအိမ်ဖော်ကလည်းပြန်သွားပြီသမီးပဲကြမ်းတိုက်ရတော့မယ် ဗီရစကားတွေကိုဒေါလာကလုံးဝမကြိုက်ခဲ့ပါဘူး။ဒီချိန်မှာပင်ဗီရရောက်ခမဒိုအီးကရောက်လာခဲ့ပါတယ်။အမကြီးဘယ်တော့လာတာလဲ။ရေတွေလည်းစုံနေပြီ။အိုအစားတွေလဲလိုက်ပါအောင်။ဟုတ်တယ်။မိုးရွာနဲ့လာတော့စိုးကုန်တာ။ဒိုအီးကလည်းဒေါနာကိုအဝေးလေးဖို့ခေါ်သွားပါတော့တယ်။အဝေးစားလေးပြီးချွေးမကိုလက်ဖက်ရည်နဲ့မုံနေယူလာဖို့အတွက်အိုပြောခဲ့ပါလေ။အမေဒီမှာရေတော့ပါ။ချွေးမရေရေတမျိုးပဲမတိုက်နဲ့လေ လက်ဖက်ရည်စားဖို့တောက်ဖို့တခုခုယူခဲ့လေအမေရဲ့ဒီအချိန်ကလက်ဖက်ရည်တောက်ရမယ့်အချိန်လားဟုတ်သားပဲငါကလည်းထမင်းစားချိန်ကိုလက်ဖက်ရည်ဖြောခိုင်းနေတယ်နင့်အမေစားဖို့တခုခုသွားချက်လိုက်လေအမေအိမ်ဖွားညနေမှလာတော့မှလေသမီးကအရန်ပြန်မနေပြီသမီးဘာမှမချက်နိုင်တော့ဘူးဘာမှမဖြစ်ပါဘူးသမီးရဲ့အမေကထမင်းစားပြီးမှလာတာဘာမှမချက်နဲ့နင်လည်းငါတို့နဲ့လာထိုင်လေချွေးမရဲ့တခုခုတော့ရှိမှာပဲလေသွားယူလာခဲ့လိုက်ဒေါ်ကြီးကလည်းခဏခဏပြောတာကြောင့် ဗေဒဟာသူ့အမေအတွက်ရေကြီးတစ်တားမှာထိထားတဲ့နှစ်ရက်ကြာထမင်းနဲ့ပင်းဟင်းကိုယူလာခဲ့ပါတယ်။ဒေါ်လာကလည်းထမင်းနဲ့ပင်းဟင်းစားတဲ့အချိန်မှာသူ့နေပြီးအနံ့တွေထွက်နေခဲ့ပါတယ်။ထမင်းတွေကလည်းသူ့နေပြီးဘာမှမဖြစ်ပါဘူးလေစားလိုက်တော့မယ်။ဒေါ်လာကလည်းသမီးတိတ်ခါကြမှာဆိုလို့သူ့နေတဲ့ထမင်းတွေကိုအတင်းစားနေရင်အန်ထွက်လာခဲ့ပါတယ်။သူကလည်းမစားတော့ဘဲပကံတွေကိုထားပြီးရေတောက်လိုက်ပါတော့တယ်။ဒေါ်ဤကလည်းစားပြီးသားပကံကိုမိဖို့ကြောင့်လေလာထားတဲ့အချိန်ပါပဲ။ ချွေးမလေးကအမေကိုတိုးနေတဲ့ထမင်းတွေပေးလိုက်တာပဲချွေးမလည်းအဲ့လိုလောက်တာမကောင်းပါဘူးညရောက်တော့အိမ်ပေါ်လာတဲ့အခါမှာညစာချက်လို့ပြီးသွားမှအားလုံးကအားပါးရရစားကြပါတယ်နောက်နေ့မနေ့ရောက်တော့ဒေါ်လာကအိမ်ပြန်ဖို့ဆင်းသင့်လုပ်နေပါတယ်အမကြီးပေးသွားမလို့လဲအမပြောတော့၃၄ရက်နေမှာဆိုမနေတော့ပါဘူးနီလာနဲ့တွေ့ပြီးတော့အိမ်ပြန်တော့မယ်လို့စဉ်းစားနေတာဒေါ်လာကလည်းသမီးကြီးအိမ်ကနေသမီးငယ်နီလာအိမ်ကို ရောက်လာခဲ့ပါတယ် နီလာကမိုးရီယူနေတာကြောင့်နေရာတိုင်းမှာပကံတွေလိုက်ခံနေပါတယ်။အမေလာပါအမေလာလို့တမင်အရန်ပြော်တာပဲထုတ်ပါရဲ့အမရဲ့လာလာဖက်တော့ရေတွေလဲစုံနေပါလား။အိုစားရင်လဲလာအောင်နော်။ဟုတ်တယ်မေ။အိုစားတွေအရင်ဆုံးလဲလိုက် အမေအတွက်ကျင်းလက်ဖိရင်နဲ့အကျော်ကျော်ခဲ့မယ်။လီလာကလည်းသူ့အမေအတွက်အကျော်ရီလက်ဖြစ်ရီ သွားလုံနေပြီးအားလုံးကိုချကျွေးပါရယ်။ချွေးမရေနင့်အမေလာတော့လေညကြရင်ဟင်းကောင်းလေးချက်နော်။ ရန်ရောက်တော့နီလာက သူ့အမေအတွက်အာလူဟင်းနဲ့ပူရီကြော်ခဲ့ပါတယ်။သူ့အမေကို ပူရီပူပူလေးချကြွေးပါတယ်။တမီးဆိုတာဒီလိုဖြစ်ရမှာဘေတားရဲ့အိမ်ကိုသွားတာတဆိုင်အိမ်ကိုရောက်သွားတယ်လို့ပဲ။တဖက်မှာနီလာကဆင်းရဲတာတောင်သူ့အမေကိုကြည့်ပြီးအယံပြောင်နေပါတယ်။သူ့အမေကိုတီချကြွေးမွေးပါတယ်။တဖက်မှာဒေါ်အီးကတော့ဘေးတော့ကိုစူနေပါတယ်။အိမ်လာတဲ့ဧည့်သည်ဆိုတာဖျားလို့ပဲ။နေရာနှစ်အမေကို နေရကြနေတဲ့တိုးနေတဲ့ထမင်းတွေကျွေးပြီးတော့နေမကောင်းအောင်လှုပ်လိုက်တာပဲအမေရဲ့သမီးမှားသွားတယ်သမီးတောင်းမှန်ပါရဲ့နော်သမီးတီလို့မလှုပ်သင့်ဘူးနင်လည်းအဲ့ဒီအိမ်ကပဲလာတယ်ဆိုတာမေ့နေပြီလားအမေလာတဲ့အိမ်ကပဲနင်မွေးလာတာလေမိဖို့ကြောင့်မအကုန်ရှိတယ်ဒါတော့နေကနင့်အမေကိုမုန်းတဲ့ချက်တောင်လှုပ်မကျွေးဘူးပေတာကလည်းသူ့အမေပေါ်ဆက်ဆံခဲ့တာတွေကိုမကောင်းမှန်းသိသွားတာကြောင့်သူ့အမေကိုတောင်းပန်ဖို့အင်ကိုလာတဲ့အချိန်မှာသူ့အမေအင်ကပြင်နေတာကိုတွေ့ခဲ့ပါလေပေတာကလည်းသူ့အမေအင်ကိုကူပြီးပြင်ပေးပါလေ အမေနောက်နှစ်ရက်လောက်နေပါလားယင်မပြောင်းနဲ့အောင်တော့သမီးရဲ့ငါပြောင်းတော့မယ်ငါသာဆက်နေရင်နေရငါအကြိုက်တွေကြီးပဲချက်ကျွေးတော့ငါအပြင်းကြီးဖြစ်တော့မယ်သမီးနေ့ရင်ကအမြဲတမ်းပြည့်စုံချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်နီလာကိုစုပေးတာကိုဗေဒာကြားသွားပြီးသူ့အမေကိုပြေးဖက်ပြီးတော့ငိုနေပါတော့တယ်အမေသမီးတောင်းမှန်ပါတယ်နော်အမေကိုထမင်းတိုးတွေကျွေးပြီးတော့အမေတိတ်ခေါချမိတယ်နေကဘလို့လောက်ပြီးတီအောင်ရောက်လာလဲနေရခမစုလို့မလားသမီး အမားဆိုတာလူတွေရပဲလောက်တာဒါပေမဲ့သူ့ရဲ့သားနဲ့လူတယောက်ရဲ့တိတ်ခါချတာမကောင်းလေအမေအမဘာလုပ်လိုက်တာလဲဘာမှမဖြစ်ပါဘူးနင်တို့နေရာအခုချိန်ကြီးကလေးစိတ်မပြောက်သေးဘူးအမေသမီးလာပြီဆိုတော့အမေနဲ့နေပြီးမှပဲပြန်တော့မယ်အမေသမီးနေလို့ရတယ်မလားယင်ရတာပေါ့အဲ့ဒါနင်တို့နေရာရဲ့အိမ်ပဲလေဘေရာကတော့အချိန်ကြာမှသူ့ပြစ်သူတီးသွားပါတော့တယ်အမေဆိုတာအမေပါပဲကလေးတွေကအမားကြီးတာပဲလို့လို့အမားသေးတာပဲလို့လို့ သူတို့သားသမီးတွေကိုအမြဲတမ်းခွင့်လွှတ်တတ်ကြပါလိမ့်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်